စနေသားမေအတွက်ဒီလာနဲ့ဆန္ဒလပိုင်းအတွက်ကျွန်တော်တတော်ကနေမိတ်ကြည့်ပေးမှာဖြစ်ပါတယ်။အချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးသားမေကန်ကအစုပ်ပြီးတော့ကန်ကောင်းစေတဲ့နံပါတ်ကန်ဆန်းရမယ့်နံပါတ်လည်းကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။မျိုးရနောက်မှာပြီးရင်ကျွန်တော်ရေဒီယိုလေးလည်းပေးမယ်။ဒီရေဒီယိုလုတ်ထားမယ်ဆိုရင်ဒီဆန္ဒလပိုင်းမှာစနေသားမေအတွက်ကန်ကောင်းခြင်းတွေကိုယ့်စီကိုရောက်ရှိလာပြီးတော့မကောင်းတဲ့အညံ့တွေပြေပြောက်သွားမှာဖြစ်ပါတယ်။ ရေရအောင်ပြောင်းလုပ်ပေးပါဦးကျွန်တော်ကကြံပြစ်ချင်ပါတယ်။မျိုးလေးမစတင်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်။ကို့လိုမျိုးပဲအခက်အခဲတွေအကျက်တွေဖြစ်နေတဲ့တွင်မြင်တွေ့ရအောင် share ဝင်မျှဖို့မမေ့ပါနဲ့ခင်ဗျာ။မဲဆိုတဲ့ share တစ်ချက်ကအပန်းမချီဘူးဆိုပေမဲ့တစ်ဖက်ကအခက်အခဲတွေအကျက်တွေဖြစ်နေတဲ့ဆိုရင်တို့လေးတွေရေရလိုက်ချီလို့အဆင်ပြေသွားမယ်ဆိုရင်မဲဆိုရင်ကျွန်တော်ကထပ်တူကို့လိုရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာ။ကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာ။ ဒီဆက်လာပိုင်းမှာစနေတောင်းပြီးတွေကံကောင်းနေလားကံဆွနေလားနှစ်ခွန်းနဲ့မေးရေကောင်းအားကကွန်လက်ဆယ်လောက်တော့ရှိနေပါတယ်သတိထားရမှာ30လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်၁တစ်ချက်အနေနဲ့ငွေချင်းအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်အားကောင်းနေပါတယ်ကံတွေနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာမျိုးတွေကြုံတွေ့နိုင်ပါတယ် ဒါကြောင့်မို့ဒီဆန်လပိုင်းမှာစနေတားရီဝေကန်တွေဆန်းကြည့်ပါဘီရဲနောက်မှာကျွန်တော်ကန်ဆန်းရမယ့်နံပါတ်လေးတွေပြောပြပေးမယ်ကန်ဆန်းပါလို့ကျွန်တော်ကအချံပြုချင်ပါတယ်နောက်တစ်ချက်ကောင်းနေတာကဒီကက်ကခွန်းနမိတ်ဖြစ်တယ်အတော်ကြီးတယောက်ကကလီမလေးကိုခွန်းလက်ဆောင်ပေးနေခွန်းထဲမှာပန်းတွေထည့်ထားတယ်ဆိုတော့နမိတ်ဖြစ်တယ်ဒီနမိတ်ထဲမှာကြောက်တဲ့စရာလည်းခုမှမရှိဘူးခွန်းဆိုတာကငွေကိုလည်းကိုစားပြုတ်တယ်အရန်ကောင်းပါတယ်ဒီနမိတ်ကိုကြည့်ချင်အားဖြင့်ငွေချင်းအဥ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ ကိုလုံးဝမရောက်သေးတဲ့ငွေကြေးအဥ္စာပစ္စည်းတွေပြန်နေရရှိတာမျိုးဥပမာအမွေတွေရရှိတာမျိုးငွေချင်းနဲ့ပတ်သက်ပြီးငွေတွေစုမိစောင်းမိတာမျိုးအလောက်ကန်နဲ့ပတ်သက်ပြီးငွေတွေဝင်လာတာမျိုးနော်ဒီလိုကိစ္စမျိုးတွေပေါ်ထွက်ပြီးတော့ငွေကြေးတွေစုမိစောင်းမိမှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်ကံကအရန်ကောင်းပါလေ။မိတ်ဆွေကတငယ်ချင်းကနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကြီးညက်နေတာလည်းမဟုတ်ဘူးအရန်ကြီးကောင်းနေတာလည်းမဟုတ်ဘူး။ကိုရန်ခင်ဟာတငယ်ချင်းတွေရန်ချက်တဲ့မိတ်ဆွေတွေအကူအညီထောက်ပံ့ကောင်းတချို့တော့ရှိတယ်။ဒီခါရောက်မှာကအဲ့တငယ်ချင်းထဲမှာပဲကိုတစ္ဆာဖောက်တဲ့သူတွေ ကတိမတည်တဲ့သူတွေနော်ကိုယ့်ရဲ့ယုံကြည်မှုအလွဲသုံးစားလုပ်တာတွေကြုံတွေ့တတ်ပါရဲ့ဒါကြောင့်ငွေချင်းမိတ်ဆွေနဲ့ပတ်သက်မယ်ဆိုရင်အတိတ်ကငွေချိတာတွေငှားတာတွေမလုပ်ပါနဲ့အကျိုးမပေးပါဘူးမိတ်ဆွေငွေချင်းနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ကူညီပေးမဲ့လူတွေရှိနေပြီးတော့ကိုယ့်ဒုက္ခရအောင်အခက်ခဲဖြစ်အောင်မနာလိုတဲ့ငွေချင်းမိတ်ဆွေရဲ့ရှိနေတယ်ဒါကြောင့်မို့မိတ်ဆွေတို့နဲ့ဒီဆက်မပိုင်းမှာပေါင်းတင်းဆက်ဆံနေရမှာအထူးပြုဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အရန်ကောင်းနေတာတစ်ခုကမိသားစုရင်းနဲ့ပတ်သက်တာကိုယ့်ရဲ့မိသားစုထဲမှာနားလည်မှုလွဲနေတာပဲဖြစ်ဖြစ်နော် တယောက်နဲ့တယောက်တော့အဆင်မပြေတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုမှာအိမ်ပူနေတာတွေအိမ်ဆူနေတာတွေကိုယ့်ရဲ့မိသားစုဝင်ထဲမှာတယောက်တယောက်ကပျောက်သွားတယ်အဆက်အသွယ်ပြတ်နေတယ်ဆိုရင်ဒီဆန်းလာပိုင်းမှာတေချာပေါက်ပြတ်လဲဆက်အသွယ်ရရှိတာမျိုးတွေဂျုံထွေးနေပါတယ်ကိုယ့်ရဲ့မိဘတွေညီကောင်မောင်နှမတွေနားလည်မှုလွဲနေတယ်ဆိုရင်လည်းတေချာပေါက်ဒီဆန်းလာပိုင်းမှာပြတ်လဲနားလည်မှုရရှိပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့မိတ်တွေမှာရှိပါတယ်အရန်ကောင်းပါတယ် အိမ်ချမ်းပြင်းနဲ့ပတ်သက်ပြီးတော့လည်းအရန်ကြိုးပေးပါရစေ။စနေသားတွေနေနဲ့အိမ်ဝယ်မှာလားအိမ်ရောက်မှာလားကြိုးပေးပါရစေ။အိမ်ဝယ်တဲ့သူတွေနေနဲ့ကလည်းနော်ငွေအမောက်ကတက်တော့တက်တာနဲ့ရရှိတာမျိုးတွေဂျုံတွေ့ပြီးတော့ရောင်းမဲ့သူတွေနေကလည်းကိုမထင်မှတ်ထားတဲ့ငွေတွေပို့ပြီးရရှိတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ဒါကြောင့်အိမ်ချမ်းပြင်းနဲ့ပတ်သက်မဆိုရောင်းတာပဲဖြစ်ဝယ်တာပဲဖြစ်အကျိုးပေးနေတဲ့ခါလာထဲမှာရှိပါရစေ။နောက်တစ်ချက်အရန်ကောင်းတာကအချစ်ရင်နဲ့ပတ်သက်တာ စနေတောင်းမိတွေအခြေနဲ့ပတ်သက်ပြီးတော့ထောက်ဆောင်ညှက်လာခဲ့သမျှတွေဒီဆန်းလာပိုင်းမှာအဲ့ဒီဝတ်ကြိုးတွေဂုံမီဆိုတဲ့နာမည်ထဲမှာရှိပါတယ်ဂုံမီဆိုတာကနော်ကိုနဲ့ဖူးစာဘတ်ဖူးစာမန်မဟုတ်တဲ့သူတွေကကိုယ့်အနာကလည်းထွက်သွားပြီးတော့ကိုနဲ့တင့်တော်တဲ့သူတွေကိုယ့်ရဲ့အိမ်အောင်ဘတ်တွေကကိုယ့်ရဲ့အနာကိုရောက်ရှိလာတော့မယ်ဆိုတဲ့နာမည်ထဲမှာရှိပါတယ်မဲဆွေချစ်သူနဲ့မဲဆွေမားလည်းမှုလွဲပြီးကွဲသွားမယ်ဆိုရင်စိတ်မညစ်ပါနဲ့စိတ်မပြတ်ပါနဲ့ကိုယ့်ရဲ့ရှင်တော်ကဘယ်လိုတွေးရမလဲဆိုတော့ဒီဆန်းလာပိုင်းမှာနော် ကိုယ့်ရဲ့အိမ်နောင်ဘက်ဖူးစာစစ်ဖူးစာမှန်မဟုတ်ဘူးဆိုရင်ကိုယ်နဲ့ကြကြမနေနိုင်ပါဘူးထွက်သွားပေးရတယ်။ဒါကြောင့်အဲ့လိုထွက်သွားလဲဆိုတော့ဝမ်းတာရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အိမ်နောင်ဘက်ကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်ပေါ်လာမယ်ဆိုလာလာမှာရှိပါတယ်။ဖူးစာဘက်မဟုတ်တဲ့သူတွေအိမ်နောင်ဘက်မဟုတ်တဲ့သူတွေတေချာဘောက်ကွဲကွာမယ်လာလာမှာရှိပါတယ်။ဒီနမိတ်ကိုကြည့်ချင်အားဖြင့်ကောင်းနေလားဆိုးနေလားခွဲခြားလို့မရအောင်ကြုံနေတဲ့ကြုံယူဆတာကောင်းတယ်လို့ပဲယူဆရပါမယ်။နောက်ဟုတ်တယ်လေကိုယ့်နဲ့အကြာကြီးတွဲနေတဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်ရဲ့အိမ်နောင်ဘက်မဟုတ်ဘူး။ကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်မဟုတ်ဘူးဆိုရင်ဘာလို့ကြာကြီးတွဲနေမှာလဲ။ နမည်ပြတ်တဲ့အချိန်ကုန်နဲ့ကြောင့်နေနဲ့ကြာတော့နော်ဝေးသွားတာပဲကောင်းတယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့နောက်လဲ꿰ရမှာပဲအခုလဲ꿰ရမှာပဲ꿰တာချင်းတူတူမြန်မြန်ဆန်꿰တော့ပို့ပြီးတော့ကောင်းတယ်။ဒါမှပဲကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်အိမ်တော်ဘက်ကောင်းနေအမြန်ဆုံးပေါ်လာမှာဖြစ်ပါတယ်။အချိန်ရေကတော့ဒီလိုနေထားမှာရှိနေပါတယ်။နောက်တစ်ချက်ရန်ကောင်းနေတာကဒီဆန်းလာပိုင်းမှာစနေတောင်းနေဆန်းရန်ပွင့်နေပါတယ်။လူချင်းလူချင်းများတဲ့ကာလထဲမှာရှိပါတယ်။စီးပွားရေးပဲဖြစ်ဖြစ် အလောက်ကိုင်းပဲဖြစ်ဖြစ်ဘယ်လိုပိတ်ဆောင်မစိုးအကျိုးပေးနေကာလထဲမှာဖြစ်တော့ကြောင်းအရန်မျက်နှာပွင့်နေပါလေလူချစ်လူခင်များနေပါဒီချက်တော့အရန်ကောင်းပါလေအခုအစ်ထထားရပါကစနေသားမီအိမ်တော်တဲတွေနေနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုနဲ့ကနားလည်မှုတွေတော့လွဲတတ်ပါလေဘရွေနောက်မှာကြောင်းရေရာလေးပြေးမယ်ဒီရေရာကိုခြေချင်းအပြည့်စနေသားမီရဲ့အိမ်တော်ရေးတွေတာရလာမှာဖြစ်ပါတယ်အခုအစ်ထထားရပါကအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်ပုံမှန်ကနားလည်နိုင်အောင်ပဲစူးစမ်းပါ နော် तू อ่ะမှန်နေပါလျက်နဲ့ကိုကအမှားထင်ပြီးတော့သူ့ကိုပြောတာတွေဆိုတာတွေနောက်တာတွေလုံမိမယ်ဆိုရင်ငါဘာမှောက်ပြီဒါကြောင့်မို့အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုရင်ကိုရဲ့အမျိုးသားအိမ်တော်ဖက်ပေါ်ပေါ့နော်အမျိုးသမီးပေါ်မှာကိုကပြောဆိုဆက်ဆံတဲ့နေရာမှာကိုပြောလိုက်တဲ့စကားမှားနေလားမှန်နေလားတေချာစဉ်းစားသုံးသပ်ပြီးမှပြောပါကိုကမှားနေတယ်ဆိုရင်မပြောတာအကောင်းဆုံးပါပဲမဟုတ်ဘူးဆိုရင်ဒီစက်လောက်ပိုင်းမှာတေချာပေါ့နော်ပြောဆိုမတတ်မှုကြောင့်ပြောဆိုမှားမှုကြောင့်အိမ်တော်ရင်းပြတ်တာတွေအိမ်တော်ရင်းအဆင်မပြေတာတွေဖြစ်နိုင်ပါတယ် ဒါကြောင့်မို့အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုအညံ့လေးနည်းနည်းလေးရှင်းတော့ကြောင့်မို့ကျွန်တော်ပြည့်တဲ့ရေပြောင်လွတ်ချင်အောင်ပြီးအိမ်အောင်ရေးကံတွေကောင်းမွန်လာမှာဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ရေပူရအပြီးတော့ကျမ်းမာရေးကကောင်းတယ်။ယာရီဥတို့အကူပြောင်းချောက်ပဲကျမ်းမာရုပ်တရက်ညံ့တတ်ပါတယ်။တခုလေးပဲသတိထားရမှာကအစားတောက်အနေထိုင်လို့ဆင်ခြင်နိုင်မယ်ဆိုရင်ပူပြီးတော့ကောင်းတယ်။ကိုယ်နဲ့မသက်တဲ့အစားအစာတွေမကြာခဏစားမိတယ်ဆိုရင်ကျမ်းမာရုပ်တရက်ညံ့တတ်ပါဒီတစ်ချက်တော့သတိထားပါ။စီးရုံစီကံသွားမပြောင်းတဲ့လူတွေနော်အနာနဲ့ဆေးနဲ့မသက်တဲ့သူတွေနေတဲ့ကားလည်းဒီဆက်လောက်ပိုင်းမှာတေချာပါယောဂဝေဒနာတက်တာပြောင်းခင်းသွားပြီးတော့ ကျမ်းမာပျော်ရွှင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့စနေသားတွေကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့ကလာထဲကိုရောက်ရှိလာပြီခင်ဗျာ။အခုကောင်းနေတာကဘာသာတရားနဲ့ပတ်သက်တာဒီဆနလပိုင်းမှာစနေသားတွေဘာသာတရားတွေကိုများများလှုပ်ချင်အောင်ဖြင့်ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။အကောင်းဆုံးကတော့ကိုယ့်ရဲ့ဘာသာလိုက်လေးဘာသာတရားတွေဖိလုပ်ပေးပါဗုဒ္ဓဘာသာတွေအနေနဲ့ကတော့အထိတ်ထန်လေးတွေဝင်ကြည့်ပါခင်ဗျာအထိတ်ထန်ကိုယ့်ရဲ့လောက်ပဲဝင်နော်ဂတိကိုတရက်ကိုသုံးမဲ့လောက်ပဲစိတ်ကိုယ့်ရဲ့တတိဝင်ဖြစ်ချင်တဲ့ဆမာတွေဆူတောင်း ေချာပေါင်းမိတ်ဆွေတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေအလုတ်ကိုင်းစီးပွားရေးအိမ်တော်ရေးအချစ်ရေးအဆက်ဆက်ရရအဆင်ပြေသွားမယ်ဆိုတဲ့ကာလထဲမှာရှိပါရည်ဒါကြောင့်မို့ဒီဆန္ဒလပိုင်းမှာစနေသားတွေတိတ်တန့်နေတွေဝင်ကြည့်ပါဝင်လို့မတက်တဲ့သူတွေဝင်ချင်တဲ့သူတွေစီရင်ကွန်မန့်မှာကြောက်ချက်လောက်မှတ်လာခဲ့ပေးပါစနေသားတွေဖိဖေးမေမေနေနဲ့ကိုကသားလည်းမွေးထားတယ်တမီးလည်းမွေးထားတယ်ဆိုရင်တော့ရံကောင်းပါလေသားကျို့ရောတမီးကျို့ရောခံစားရမယ်လတလမှာရှိပါတယ် ကိုယ့်ရဲ့သားသမီးတွေကပြောဆိုရခက်နေတယ်ဆုံးမရခက်နေတယ်ဆိုရင်ဘရွေးနောက်မှာကျွန်ရတရားလေးပေးမယ်ဒီရတရားကိုခြေပြီးတော့မိတ်ဆွေရဲ့သားသမီးကိုပြောဆိုဆုံးမကြည့်ပါတေးချပေါ့မိတ်ဆွေရဲ့စကားကိုနားခံတာမျိုးနားထောင်တာမျိုးတွေဂျုံတွေ့မှာဖြစ်ပါတယ်အရန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတာကကိုယ့်ရဲ့ဆရာသမားအကူအညီထောက်ပံ့ကောင်းတွေရှိရဲ့ ပြီးတော့ရင်ကိုယ့်ရဲ့မိဘတွေမောင်နှမတွေကိုယ့်ရဲ့မိသားစုအကူအညီထောက်ပံ့ကြောင်းပညာရေးတွေအဆင့်တီတာမျိုးတွေကြုံတွေ့နိုင်ပါလေပြီးတော့ကိုကဒီလထဲမှာဆောင်းပွဲဖြေဖို့ကိစ္စလေးတွေရှိတယ်ဆိုရင်တေချာပေါ့အောင်မြင်ချင်တယ်ဆိုရင်တော့ကြောင်ဘယောနာမှာရည်ရည်ဟာလေးပေးမယ်ဒီရည်ရည်အောင်ခြေချင်းအပြင်ဆောင်ဝဲဖြေမဲ့ကိစ္စတွေရဲ့အလွယ်တကူအောင်မြင်သွားမယ်ဆိုတဲ့ကလာထဲမှာရှိပါတယ်။အရန်ကောင်းပါလေ။အလောက်ကိုင်းစီပေါ်ရင်နဲ့ပတ်သက်ပြီးတော့ကြာလနမိတ်ကနော်ဘယင်နမိတ်ဖြစ်တယ်။နော်ဘယင်မကကျယ်တဲ့ဝိကိုခြင်ထားတယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်။ ဘရင်ဆိုတာကငွေချင်းအဥ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ကျွဲဝချမ်းသာနေတဲ့လူတယောက်ပြီးတော့ငွေဆိုတဲ့เนาะအဝိုင်းလေးကိုထက်ကင်လာတဲ့ကျယ်နမိတ်လေးကိုဒီနမိတ်ကိုချစ်ချင်အားဖြင့်အနောက်ကင်စီးပွားရေးတွေကအရန်အားကောင်းလာတော့မယ်အရန်စင်ပြေလာတော့မယ်ကိုစူးစမ်းရင်စူးစမ်းတော့တော့အနောက်ကင်စီးပွားရေးတွေဖြစ်ထုံတော့မယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်ဒါကြောင့်မို့စနေသားရီတွေဒီဆန်းလာပိုင်းမှာအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးဘယ်လိုကိစ္စမဆိုဘယ်လိုမျိုးအလောက်မျိုးမဆိုအောင်မြင်မယ်ဆိုတဲ့ကာလထဲမှာရှိနေပါတယ်အရန်ကောင်းနေတဲ့ကာလထဲမှာဖြစ်နေပါတယ် ။သတိထားစရာတခုတော့ရှိပါတယ်။အလောက်တိုင်းနဲ့ပတ်သက်ပြီးတော့ကိုကဘာပဲလောလောအောင်မြင်တဲ့အချိန်မှာမနာလိုတဲ့သူတွေမုန်းတဲ့သူတွေတော့ကိုကိုအမြဲတမ်းလိုလိုထိခိုက်နေတာကိုလုံးမဲ့သူတွေပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့စနေသားတွေသတိထားရမှာကအဖြစ်တွေများနေလိမ့်မယ်။အပိတ်ပင်တွေအသားစီးအဟန့်သားတွေရှိနေတတ်တယ်။ဒါကိုဂယုမဆိုင်ပါနဲ့။ဒါကိုဖျက်ချော်နိုင်မယ်ဆိုရင်တော့တေးချပါအောင်မြင်မှုပန်းတိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်။ လုတ်ကင်စီပွားရေးပတ်သက်ပြီးတော့အလုတ်ပြောင်းမဲ့သူတွေအလုတ်ဆွေးမဲ့သူတွေအလုတ်တွေစတင်မဲ့သူတွေအလုတ်ကင်ရှိတဲ့သူတွေနော်ရေတရာလေးကိုခြေချင်းအားဖြင့်အလွယ်တွေကိုရရှိတာမျိုးအလွယ်တွေကိုအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ရေတရာကိုဖျောက်ချေပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အရန်ကောင်းနေတာတော့ခုကခဏကကြောင်ပြောခဲ့လို့ပဲကန်နဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေပါတယ်။နော်ကန်လေးတွေစမ်းတက်ကြည့်ပါ။ကန်ဆန်းရမယ့်နံပါတ်ကခုနှစ်ပါတဲ့နံပါတ်တွေသုံးပါတဲ့နံပါတ်တွေအရန်ကြိုးပေးပါတယ်။ဒီကန်ကောင်းတဲ့နံပါတ်တွေမိတ်ဆိုစမ်းတက်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ 3ထိတ်9အပိတ်ဒီလိုနံပါတ်လေးတွေဝေးချေပြီးတော့ဆန်းကြည့်နော်9အထိတ်3ပိတ်ပေါ့တိလားဒါကြောင့်မို့ကိုကကံနဲ့ပတ်သက်ပြီးတော့အကျိုးပေးရတဲ့အကြောင်းမို့ကိုယ့်ရဲ့ကံရှိတဲ့လောက်လေးနော်ကံနဲ့ပတ်သက်ပြီးတော့မျိုးတွေဝင်လာနိုင်ပါတယ်ဒါကြောင့်ကံဆန်းကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆိုတော့အကျိုးပေးရတဲ့နံပါတ်ဖြစ်နေလို့ပါကံကောင်းနေတဲ့အကြောင်းကတိမ်ပြားရောင်းရဲ့အဖြူရောင်းရင်ကအရန်ကံကောင်းပါတယ်ကိုကဉာဏ်ရှိလို့အသုံးပြုလို့ရပါတယ် ဥပမာအရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အလောက်ကန်နဲ့ပတ်သက်ပြီးတော့နော်သွားတာလာတာပဲဖြစ်ဖြစ်ကံကောင်းခြင်းနဲ့မျက်နှာပွင့်လန်းခြင်းနဲ့ဆိုရင်ဒီအယောင်တွေဝှစ်စင်ပေးပါပဝါတွေပဲဖြစ်ဖြစ်ဒါမို့ရင်အဲ့လိုအဖြူအောင်နဲ့ပတ်သက်တာတိမ်ပြောင်းနဲ့ပတ်သက်တာတွေကအဆောင်တွေနဲ့ဆောင်သွားမယ်ဆိုရင်ရပါတယ်ဒါအဲ့ဒီအနေနဲ့ဝတ်သွားမယ်ဆိုရင်ပို့ပြီးတော့ခောင်းပါတယ်ဒီလိုရောင်းတွေကရန်ကျိုးပေးနေလို့ပါဒီဆက်လက်ပိုင်းမှာတခုတတိထားရမှာကတီဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေအထူးကြူဆိုင်ပါနောက်ဒီမှာကြာနမိတ်ကဘယင်တပားကဓာတ်ကိုကင်ထားတယ်ဆိုတဲ့နမိတ်မှာရှိတယ်ဘယင်ဆိုတာသိတဲ့အတိုင်းပဲ ော်အကြီးအကဲတွေနော်နိုင်ငံနဲ့ပတ်သက်တဲ့အကြီးအကဲတွေအတွက်ကြောင့်အပိတ်ပင်အသားစီကြောင့်ကိုယ့်ရဲ့ခီးစင်တွေပိတ်ပင်တာတွေနော်နှောက်နေတာတွေကြံ့ကြာတာတွေဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီဆက်လပိုင်းမှာရက်ဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေမသွားတဲ့မလာတဲ့ပါဘူး။လမ်းခီးမှာအပိတ်ပင်အသားစီဟန့်တာတွေတော်တော်များနေတဲ့ကာလတည်းမှာရှိပါတယ်။နောက်တစ်ချက်သတိထားရမှာကဒီဆက်လပိုင်းမှာမမြင်နိုင်တော့ကိုယ်ယောဂီပညာတွေနဲ့လည်း ပြုစားနှောက်ဆက်တတ်ပါလေမိတ်ဆွေကစိတ်ကန်းစိုံသွားလေးမပြဘူးသွေးစိတ်တက်မှရိုက်တဲ့အဖြစ်မပေါ်ဘူးစိတ်ရလူနဲ့မကက်ဘူးဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးနော်တချောင်ချောင်နဲ့ဖြစ်နေတယ်မကြာခဏဖိုက်တယ်အောင်းနေတာပြီညနေဆောင်ဆိုရင်မကြာခဏဖိုက်အောင်းတယ်ခေါင်းမှုတယ်ခေါင်းထိုးတယ်ဘာပဲလုံးလုံးစိတ်ကန်းစိုံသွားလေမပြောက်ဘူးဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့သူတွေကနှောက်ဆက်ဖြစ်ဖို့များတယ်ဒီလထဲမှာလည်းမိတ်ဆွေတို့နှောက်ဆက်ဖို့ကလည်းများနေတော့ကြောင့်မို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ကို အမ်ဆက်တွေ့လာပြီးတော့အခမဲ့စစ်ဆေးမြင်မြန်လို့ရပါတယ်ကျွန်တော်အခမဲ့လေးစစ်ပေးပါတယ်ပြီးတော့ဒီခါလေးကြာရင်ကိုယ့်ရဲ့เนาะမိသားစုရဲ့စီးပွားရေးငွေကြေးဘာကိစ္စမစိုးအဆင်မပြေဘူးအပိတ်ပင်အသားချင်းအဟန့်သားတွေကြုံနေရတဲ့သူတွေကလည်းဒါကအိမ်တိုက်လိုမျိုးလည်းဖြစ်နေနိုင်ပါတယ်ယုံကြည်တဲ့သူတွေเนาะအခမဲ့လေးကျွန်တော်စစ်ဆေးပေးပါတယ်စစ်ဆေးရုံတက်တက်ပဲเนาะအခမဲ့เนาะဒါဘေးတွင်ဟောပေးတာမဟုတ်ဘူးဒါလေးကွယ်ကွယ်ပြပြသိစေချင်ပါတယ်ကဲကျောင်းမင်းဆွေတွေအနေနဲ့เนาะတကယ်အရေးကြီးမှာတကယ်အကူအညီလိုမှဆက်သွယ်လာပါ နော်ကိုကဘာမှမဖြစ်ဘူးဆိုတော့မဆက်တွယ်လာပါနဲ့လို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်အများနဲ့အခမဲ့ဟိုးပေးရမှာတကြောင်မို့အခါရကြရင်ကျွန်မအားဓာတွေဂျုံတွေ့နိုင်ပါတယ်ဒါကြောင့်ကြိုတင်ပြီးတော့တတိပေးရခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာလောက်လိုက်ချင်ရပြီဒီဆက်လာပိုင်းမှာစနေတောင်းတွေကန်ကောင်းမှုတွေရရှိပြီးတော့နောက်ငွေချေးလက်လက်ပတ်တွေလည်းဆွေမှာဖြစ်ပါကဲရေဒီယာကိုတူတူကျွန်တော်လိုက်ကြည့်ကြမယ်ခင်ဗျာခြေရမယ့်ရေဒီယာကနှစ်မျိုးဖြစ်ပါတယ်တိတ်မခက်ပါဘူးလွယ်ကူပါတယ်နံပါတ်၁တစ်ချက်နေနဲ့စနေနေ့မနက်9:40နဲ့5မိနစ်မှာ ပေါ့စီ6လုံးတတိကိုဘုရားမှာကတ်လို့လူတန်းပေးရမှာဖြစ်ပါတယ်။ပေါ့စီဆိုတာကအုံဒီနဲ့လှုပ်ထားတဲ့ပေါ့စီဖြစ်နေရမယ်။တနင်္ဂနွေနံနော်ပေါ့စီပြီးတော့တနင်္ဂနွေဂျိုတက်6လုံးဖြစ်ပါတယ်။အုံဒီပေါ့စီ6လုံးကိုမိဆက်ရဘုရားမှာကတ်လို့လူတန်းလို့လည်းရသလိုကိုယ့်ရဲ့အိမ်ကဘုရားမှာလည်းလူတန်းလို့ရပါတယ်။ဒီရတဲ့အောင်ကိုခြေချင်းအားဖြင့်မိဆွေရဲ့အခက်အခဲအကျက်တွေပြပြောက်သွားမှာဖြစ်ပါတယ်။ ပြီးတော့စီမီတွေမွေးဓာတ်တွေထုံးပြီးမျက်သာပို့အများပေးဝေးပါကျွန်တော်ကျမတို့ဒီဒီနေ့ပြရတော့ကုတ္တူစုစုနဲ့တဏျာပြရတော့ကုတ္တူစုစုတို့ကို37ဘုံကျင်းလေးချောင်းကတော့လှုပ်ဆောင်တော်ဝါပေါင်းတို့ကိုမျက်သာပို့ပါ၏အများပေးဝေးပါ၏အများထက်တူကြကြပါစေဆိုပြီးတော့ဆုတောင်းပါပြီးဝင်အများအများဆိုပြီးတော့ပေးပါဒီရက်တရားက12လပိုင်းမှာစနေတားမီအတွက်လက်ဆွင့်လက်ပွေပြီးတော့ အိမ်တော်ရေးအချစ်ရေးတွေတာယာစီမဲ့ရတရားဖြစ်ပါတယ်။နောက်တစ်ခုကြံပါသေးတယ်။ဒီရတရားကမိတ်ဆွေစနစ်ဘက်မှာကြုံတွေ့မဲ့အခက်အခဲတွေအကျက်တွေတားပြောက်သွားပြီးတော့ကောင်းတဲ့အရာလေးတွေအမြန်ဆုံးဝင်လာအောင်လုပ်ရမယ့်ရတရားဖြစ်ပါတယ်။လွယ်ကူတဲ့မိတ်ဆွေရဲ့အိမ်မှာနောက်တရက်ပြင်ရှိတယ်ဆိုရင်တရက်ရွက်လဲချနေလို့ရတယ်လို့ဒါမှမဟုတ်ဆိုရင်တပြည့်ခတ်တယ်လဲချနေလို့ရတယ်။ဒါမှမဟုတ်ဆိုရင်တီဟိုညို့တီဟိုကျွက်တယ်လဲရပါတယ်။ကဲဒီကျွန်တော်ပြောတဲ့အစဉ်ပြေရအကျွက်တစ်ခုခုကိုမိတ်ဆွေရဲ့ဖက်နှက်စဉ်နောက်ဖက်နှက်ထားတဲ့နေရာမှာ ပြစ်ချလိုက်ပါပြစ်ချပြီးမိတ်ဆွေဖက်နှက်စီပြီးတော့စိတ်ကျင်တဲ့လည်းချနေမှာအဲ့ဒါတွေချနေသွားဆိုလက်အိတ်ကိုဆွပြီးတော့ချနေနာတဲ့ဟာကိုဂိုင်းပြီးတော့ချောင်းတွေမြောင်းတွေမှာရေစီးနေအောင်တပြောပြစ်လိုက်ပါပြောရမယ့်စကားကဟောဒီအရွက်တွေအညွတ်တွေနဲ့အတူကျွန်တော်ကြုံတွေ့နေတော့အခက်ခဲအညံ့တွေတပါးလေးမျောပါသွားပါစီဆိုပြီးတော့ဆွတောင်းရမှာဖြစ်ပါတယ်ဒါကိုမျောချင်းအားဖြင့်မိတ်ဆွေအညံ့တွေပပျောက်သွားပြီးတော့ခဏဝပေါက်စီချင်တဲ့ရေတရာဆွမ်းအားကြောင့်လက်ပွေသားတွေလက်ဆွေနာတွေငွေကြေးတွေပြည့်စုံမှာဖြစ်ပါတယ် ဒီရက်တရားကိုပြောင်းလဲလုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာကဲမျိုးလေးအဆုံးသတ်ခင်မှာကျွန်တော်အကူကြီးတစ်ခုတောင်းချင်ပါတယ်မိတ်ဆွေတို့ share တစ်ချက်ကမပင်ပန်းဘူးဆိုပေမဲ့တစ်ဖက်ကမြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ like share follow နှိပ်ပုံမိပါတယ်ခင်ဗျာကုတို့ထပ်တူရအောင်လို့ပါကျမဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်တိတ်ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော်မိတော်စုပါပျော်စွင်တော်ချစ်သူပါတွေပြည့်စုံပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါရခင်ဗျာ နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ